ချက်ကြီးစားဟောင်းနေဘသူ့အတင်နေပြန်တွဲခိုင်းမှာဗောဆိုအကုန်လုံးကောင်းတယ်သူကအာတထေးမကြီးရတယ်လာကြရဆိုတော့ခုံယူရမှာဗောတယ်ကိုအဲ့လိုတော့စဟုတ်စတွဲတဲ့အတိုင်းလဲအဲ့လိုမောင်နှမလိုလိုပဲကိုကိုရဲ့လိုငါတို့လမ်းခွဲအောင်ဆိုဩအမားတဲ့အချစ်ကတဲ့ကိုထက်ပို့ပြီးတော့တာတဲ့သူနဲ့ထိုက်တယ်မာတယ်တဲ့ဒါမဲ့တော့ကိုထက်တာတဲ့လူတော့ရှားမယ်တဲ့သူကအဲ့လိုပြောတယ်သူကအဲ့လိုတံပိုးထားတယ်သူကအေးစမ်းတယ် ပြောရမဆိုရင်ဒီအနန္တနန္ဒ၅ပါးထဲမှာတော့ကိုတွက်ဆိုရင်ပါတယ်ပေါ့နော်။ဗလန်ချောင်းမော်မှာတကယ်ကိုမခင်ပေးခဲ့တဲ့စပွန်ဆာမဟုတ်ဘူးနော်ပြောမယ်နော်။အေးဒါစပွန်ဆာထင်နေမှာဆိုလို့ဆက်တွေကအဲ့လိုမျိုးပေါ့အမြဲတမ်းဆိုတာထက်ပေါ့နော်အဲ့လိုမျိုးအဆက်တွေအမြဲရှိနေရတော့မဟုတ်ဘူးဒါပေမဲ့ဘယ်ချိန်မှဆက်ဆက် စတမ်းမိုင်ရှိပေးတယ်အဲ့လိုမျိုးကို့အတွက်ဆိုရင်ကို့ကိုလည်းအတူကညီမလေးတယောက်လိုမျိုးပဲအဲ့လိုမျိုးပေါ့နော်စိတ်ထဲမှာအဲ့လိုမျိုးထားပေးတယ်သူညီမတယောက်လိုပဲ အာပါပဲလို့လို့ပေါ့နော်သူကူညီနိုင်လားဆိုတော့ तू ကဘယ်တော့မှမငင်းနေကူနေတယ်။လူတွေဆိုကြကြလေဟိုဘယ်ဘွားပဲရောက်ရောက်ကွာကို့ပေါ်မှာကောင်းခဲ့တဲ့သူကတန်ဖိုးထားရမယ်ဂျေဆုတည်တက်ရမယ်။အဲ့စိတ်မြဲနေရှိရဲ့။အဲ့တကြောင့်မလို့ तू ကတကယ်ကိုမှကို့ပေါ်လဲတကယ်ကောင်းခဲ့တယ်။ तू ကပြောရမဆိုရင်ဒီအနန္တနန္ဒာငါးပါးထဲမှာတော့ကို့အတွက်ဆိုရင်ပါတယ်ပေါ့နော်။ဘာလို့ဆိုတော့ तू အများကြီးကို့အာဒီပေါ်တုံတင်ဆုံးမခဲ့တယ်လမ်းကြောင်းပေါ်မှာတကယ်ကိုမှခင်ပေးခဲ့တယ်စပွန်ဆာမဟုတ်ဘူးနော်ပြောမယ်နော်။အေးဒါစပွန်ဆာထင်နေမှာဆိုလို့အေးအဲ့စပွန်ဆာပဲဆိုပြီးတက်လာမယ်စပွန်ဆာမဟုတ်ဘူးနော်။ ဟိုကိုကြီးသားတယောက်နေလဲဆိုဟိုကို support supporting ပေးတယ်ပေါ့နော်အဲအဲ့လို boyfriend's name မှာပါခဲ့တာပေါ့အဲ့ဒါပေါ့ဟုတ်။ तू ကအရန် तू ကဘာသာရေးရန်လောက်တယ်လေ तू ကဘာသာရေးရန်လောက် agent ਆ ਤੂੰ ကိုကြည့်လိုက် agent ਆ အဲ့နဲ့ကိုရီးယားဆက်တွဲတဲ့အတိုင်းလဲအဲ့လိုမောင်နှမလိုလိုပဲကိုကိုရဲလိုငါတို့လမ်းခွဲအောင်ဆို။ Oh အမားတဲ့အချစ်ကတဲ့ကိုထက်ပို့ပြီးတော့ပေါ့နော်ဟိုတာတဲ့သူနဲ့ထိုက်တယ်မှာတဲ့။ဒါမဲ့တော့ကိုထက်တာတဲ့လူတော့ရှားရမယ်တဲ့။ तू ကအဲ့လိုပြောရယ် तू ကအဲ့လိုတံပိုးထားရယ် तू အေးစမ်းနဲ့အဲ့လိုမျိုး အဲ့မသိဘူးနားမလဲသူ့ရဲ့အချစ်ကအဲ့ဒါမချစ်လို့လက်လွတ်တာတော့မဟုတ်ဘူးချစ်တယ်ဒါပေမဲ့အဲ့လိုမျိုးသူကပြိုစေချင်တာပေါ့အဲ့လိုမျိုးဟုတ်လုံးဝပေးဆက်သူစက်ပေးဆက်သူတို့နှလုံးသားပဲသူကအရန်ပေးဆက်သူကအမြင့်ရောက်ဆက်ချင်တာတခုခုဆိုလဲသူကကြတော့ဟိုပါလေအဲအမုန်းခံတယ်ပြောချင်တာတခုခုကိုဟိုပါဖြစ်ရင်ကန်းသိရင်အဲ့လိုမလုပ်နဲ့နော်အာဘယ်လိုဖြစ်တယ်နော်သူကအဲ့လိုလာလာပြောတယ်သူကမဟုတ်ရင်မဟုတ်ဘူးသူကအမှန်မှန်နဲ့မှိုင်မှားတယ်သူကအဲ့လိုပြောတယ်လူအမဟုတ်သူအိမ်တော့မပြူတော့ဘူးတဲ့ အဲ့တော့အာတထိမကြီးရတယ်လာကြောရယ်ဆိုတော့လေခုံယူရမှာပေါ့လေကိုအဲ့လိုတော့စတယ်ဟုတ်အာပတ်စံနဲ့အင်ဂျင်နဲ့ပေါ့ဟုတ်ဟိုချဲတို့တက်မိုးထားရမယ်ဘာလို့ဆိုတော့ဒီလိုအချိန်ဒီမှာကို့ကို့အတွက်ရှိပေးတဲ့လူတွေအားလုံးတက်မိုးထားရမယ်ငါဘာဖြစ်လို့လဲမမှန်တာမထားပဲနဲ့ကို့ဘောမှာကောင်းရင်တက်မိုးထားရမယ်အဲ့လူကိုလေအဲတက်မိုးထားတတ်တဲ့စိတ်မျိုးကအခုအသက်ကြီးလာတဲ့အခါမှာပိုထားတတ်သွားရယ်ပေါ့နော်အဲ့တော့ဟို ကိုယ့်ဘောမကောင်းတဲ့သူတွေအားလုံးတကယ်မှတံပိုးထားတယ်အဲဟိုရှင်နေကနေပြီးတော့ဗောနော်အဲ့လိုမျိုးတစ်ခုခုပြန်လုပ်ပေးစင်တယ်မြင်ရမ်းဗောနော်အဲ့လိုမလုပ်ဖြစ်မလုပ်ဖြစ်နေဒါမဲ့ကိုယ့်စိတ်ထဲမှာရှိပါတယ်သူကကျေးဇူးတင်ပါတယ်ဆိုတော့ဟိုအဲ့လိုမျိုးဖော်ပြခြင်းနေအဲ့အတွက်ကြောင့်မလို့သူကတော့ခဲ့တာပါဟုတ်အစိတ်ထဲမှာကွာအားလုံးဟိုဟိုရှင်းရှင်းလင်းလင်းမထားရဗောနော်ရည်သားအောင်မကရည်သားတစ်ဖြစ်ဖြစ်ရည်သားအောင်ဖြစ်ဖြစ်စိတ်ရှင်းရှင်းမထားပြီးတော့ပတ်သက်ပါတယ်အဲ့လိုမျိုးပါဟုတ် Matele min ma min be Be ma go shang ma tane chie ြန်တွဲပါဆိုတာဘသူချက်ကြီးစားဟောင်းနေဘသူ့ကိုတင်နေပြန်တွဲခိုင်းမှာပေါ့ဆိုအကုန်လုံးကောင်းတယ်မကောင်းတာကိုအကုန်ကောင်းတယ်သူတို့ကအဲ့လိုလူကြီးလူကောင်းဆန်နေရင်းချက်တယ်ဟောဘယ်လိုယောက်ျားပီတာရယ်ပေါ့နော်သူတို့ရဲ့စိတ်ကအဲ့လိုမျိုးလေးတွေအဲ့လိုဆိုတော့စဉ်းစားကြည့်လေဟိုကကိုရီးယားလုံးစနိုင်လောက်တာလေလုံးစနိုင်လောက်တယ်ဆိုတာဟိုဟိုဟိုကလန်တလားနေရာပြောမှာမဟုတ်နော်ပြောစင်တာလေအဆင်မှာဖြောပြေးတယ်ဆိုလဲကွာအကောင်လေးကြီးခေါ်တင်လဲသူတို့ကိုကိုချင်းတရားကိုလည်းယုံတယ်ပြီးလို့ရှိရင်သူတို့ကိုယ်တိုင်ကလည်းအဲ့လိုဟိုနည်းနည်းကွာဘယ်လိုပြောရမလဲ ဘယ်လိုပြောရင်ကောင်းမလဲအဲ့ဒါတို့ကအရင်နားလည်ပေးနိုင်တယ်ပေါ့နော်ဒီဟာကိုတေချာတေအဲ့လိုမျိုးယောက်ျားကြီးဆိုတော့အဲ့လိုအရင်ကောင်းကြတယ်မချစ်သူကောင်းဖြစ်တယ်ပေါ့နော်ဟုတ်ဟဲ့အဲ့လိုအဲ့လိုမလဲဘူးတော့မလဲဘူးယောက်ျားလည်းမယူခြင်းဘူးအဲ့လိုမျိုးသူတို့ကလည်းပြောပါရဲ့ဒီလိုပဲအပြိုကြီးပို့ရမယ်လောက်ပါဒီလိုလေးပဲချစ်ကောင်းပါရဲ့အဲ့လိုမျိုးသူကလည်းပြောလို့ခိုင်းတယ်ဒီလိုလေးပြောလို့ဟုတ်တယ်လူပြောကြီးပဲလောက်မှာသူတို့ကချဲ့ဟောပြိုကြီးလောက်တာချဲ့ဟောလည်းအပြိုကြီးလောက်အပြိုကြီးအပြိုကြီးပဲကောင်းပါရဲ့တဲ့ကိုကျစိတ်မြန်လန့်မြန်ဆိုတာလေသူတို့ကစိတ်မချဘူး ။ဟောဆိုအဲ့လိုမျိုးကိုနဲ့ကို့ကိုနားမလဲပေးနိုင်တဲ့ယောက်ျားနဲ့တွေ့ရင်မှသူတို့အယမ်းစိတ်ပူတာ။အဲ့ကြောင့်မလို့သူတို့ကတော့အယမ်းနားလဲပေးရလေ။အဲ့ကောနားမလဲပေးနိုင်တဲ့ယောက်ျားနဲ့တွေ့မှာသူကစိတ်ပူတဲ့ခါကျတော့အဲ့လိုအင်တာဗျူးဖို့အရန်စဉ်းစားခိုင်းနေအဲ့လိုမျိုးဟုတ်